မင်္ဂလာပါဗျ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျဒီနေ့ကတော့တောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်မတူညီတဲ့လီးပြိုင်ပွဲ၄ခုကနေပြီးတော့ပွဲစဉ်၄ပွဲကစားဖို့ရှိတယ်ဗျာအဲ့ဒီ၄ပွဲကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ကြိုပြီးတော့တုံ့သက်ပေးမယ်အဲ့တော့ဒီပထမဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာမှာကစားမယ့် German Bundesliga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Osborne နဲ့ Bayern Munich တို့ရဲ့ပွဲစဉ်ပါတော့အဲ့ပွဲစဉ်ရဲ့ကြည့်ဦးကျွန်တော်ပြန်ကြည့်ရင် Bayern Munich ကတကောသွင်း55ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း55ပြားရမယ်ပေါ့နော် ဲ့တော့ပြောရမယ်ဆိုလို့ရှင်ဘိုင်ယန်ကဒီယာဒီပြည်တွင်းလိမှာဆိုလို့ရှင်လုံးဝပုံစံကောင်းနေရနေပါတော့ပြီးတော့ဘွန်ဒလီကဖလာကိုရရှိဖို့ဆိုလို့ရှင်လက်ရှိမှာအခြေအနေအကောင်းဆုံးအသင်းဖြစ်နေတယ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှင်လည်းဟယ်ရီကိန်းနဲ့စာနေတို့ဒီကစားသမားတွေရဲ့ခြေစွမ်းပြောင်းမှုကအသင်းအတွက်အများကြီးအထောက်အကူပြုနေရပါတော့ဒီနေ့မှာဒီကစားသမားတွေရဲ့တွင်းကိုးတွေကိုကျွန်တော်မြင်တွေ့ရဖို့ရှိတယ်တစ်ဖက်ကအော့စပါကတော့ဒီဘွန်ဒလီကမှာဆိုလို့ရှင်ဆက်တဝဲစရိုက်တီသူရှုံးဝဲမရှိအောင်ကစားထားရပါတော့ပြီးတော့ ဒီ Osborne နဲ့ Bayern ပေါ့နော်ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံရဲ့နောက်ဆုံး၅ဂျင်ကိုကျွန်တော်ပြန်ကြည့်ရင်၄ဂျင်ကအပြန်လန်အသွင်းကိုရှိခဲ့တယ်ပြီးတော့ဒီ Bayern Munich ရဲ့ဒီရာဒီ Bundesliga ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း away ကွင်းမှာသူတို့ ဒီအပြန်လည်သွင်းကိုတွေရှိခဲ့တာစုစုပေါင်းဒီပွဲစဉ်အားလုံးခြုံကြည့်မှာဆိုလို့ရှိရင်60နှစ်ရာခိုင်နှုန်းတွေရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီနေ့သင်းရဲ့ပထမအကြောထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ကပြန်ကြည့်ဘိုင်ယန်က 3C နဲ့ Osborne ကိုနိုင်ခဲ့တယ်အဲတော့ကဆိုလို့ရှိရင်တိုက်စစ်က Harry Kane ကဒီ hat-trick ရခဲ့တယ်ပေါ့နော်ပြီးတော့ Osborne ကကျတော့လေသူတို့ကစားခဲ့တဲ့နောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲလုံးဒီသူတို့ရဲ့တိုက်စစ်ကတွင်းကိုအနည်းဆုံး2ဂိုးရောင်းတွင်းတက်တယ်ပြီးတော့ဘိုင်ယန်အသင်းကစားခဲ့တဲ့နောက်ဆုံး လေးဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲအပြန်လန်တွင်းကိုရှိခဲ့တယ်ဗောနော်ဘိုတင်းတူစကိုးဖြစ်ခဲ့တယ်ပြီးတော့ဒီဘိုင်ယန်ကဒီသူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှင်9ပွဲကဒီဘိုတင်းတူစကိုးရဆိုလို့ရှင် yes ဖြစ်ခဲ့တယ်အဲ့တော့ဒီပြောလို့ရှင်ဒီနေ့တင်းရဲ့အထိတ်တိုက်တွေ့ဆုံခဲ့နောက်ဆုံး9ချိန်မှာဆိုလို့ရှင်4ချိန်ကဒီဘိုတင်းတူစကိုးအရာ yes ဖြစ်ခဲ့ပြီးတော့ ဒီဘိုင်ရန်ရဲ့တိုက်စစ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီရာဒီမှာဘိုင်ရန်ကဒီတိုက်စစ်အားအကောင်ဆုံးဖြစ်နေရဲ့လက်ရှိမှာဆိုလို့ရှင်ဘွန်ဒက်လီဂါမှာသွင်းကိုစုစုပေါင်း88ဂိုးဒီရခဲ့တယ်ဗောဒါမှမဟုတ်ဒီသူ့ရဲ့ခံစစ်ပိုင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေပေးဂိုးတွေတောက်လျှောက်ခွင့်ပြုပေးနေရပြီးတော့ဒီဘွဲမှာအော့စပွဲရဲ့တိုက်စစ်ကိုဟန်သားဖို့ဆိုလို့ရှင်သူ့အတွက်အခက်ခဲလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ပြန်လည်သွင်းကိုတွေရှိလိမ့်မယ်လို့ထင်တယ်ဒီဘွဲမှာကျွန်တော်ဒီ၃ဂိုးသွင်းလို့ရှင် ဒီ15ပြားပဲရမယ်ဆိုမှလို့ဒီ goal ပေါ်သဘောကျရပါတော့ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်အင်ရှင်ပြတဲ့ Osborg ကိုသဘောကျတယ်။ Bayern ကဒီ Webby ဝါလို့ရှိရင်ဂျာယက်မှာ Internet Champion League ပွဲစဉ်ကစားဖို့ရှိတယ်။ပြောရလို့ရှိရင် Bayern တို့ကဒီပွဲပန်းမှုထံကိုခံစားဖို့ရှိရပါတော့ပြီးတော့ Osborg အတွက်ကကြတော့လေဒီယာဒီက ူရဲ့နောက်ဆုံး10နှစ်တာအတွင်းမှာဆိုလို့ရှိရင်လက်ရှိဘောလုံးရာသီအကောင်းဆုံးဘောလုံးရာသီတစ်ခုဖြစ်နေတယ်။သူတို့နောက်ဆုံးဆက်တဲ့ဝယ်စရိုက်ကြီးရှုံးဝဲမရှိကစားထားတယ်။ပြီးတော့ clean sheet ရခဲ့ပွဲစဉ်စုစုပေါင်းလည်း6ပွဲတိတိရှိခဲ့တယ်ဆိုတော့ဒီပွဲမှာအင်ကွင်းမှာချင်းဒီဘောလုံးသူဖိုင်ရန်ကိုမရှုံးအောင်ကစားနိုင်လေမလို့ထင်တယ်။အဲ့တော့သူဖိုင်ရန်ကိုရှုံးခဲ့ရင်တော့တကူတက်ပို့ပြီးတော့ဒီမရှုံးတော့ဘူးလို့တော့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့တကူသွင်း55ပြားရှုံးမဲ့ဘိုင်ရက်ထက်ဆိုင်ဒီ Oxford ကိုဒီနေ့ပွဲစဉ်ဒါဒုတိယမြောက်ရွေးချယ်မှုနေတယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်ပြီးခြင်းတယ်ဗောနော် ဟုတ်ပြီတော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည9:15မှာကစားမဲ့အီတလီစီးရီးယားပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂျီနိုဝါနဲ့အူဒီနီပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီးဟူကျွန်တော်ပြန်ကြည့်ဂျီနိုဝါက level 20ရှုံးမယ်ပြီးတော့ကိုဂိုးပေါင်းအနေနဲ့ဆိုလို့ရှင်ဒီ2ဂိုးသွင်း10ပြားရမယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး5ဂျိမ်မှာကျွန်တော်ပြန်ကြည့်လို့ရှင်တပွဲပြည့်မြနှစ်သင်းပေါင်းအတွင်းကိုစုစုပေါင်း1.10ပဲရှိရယ်နော်ပြောလို့ရှင်တော့ဒါက2ဂိုးမပြည့်ဘူး ပြီးတော့ဂျီနိုဝါကတော့ဒီသူတို့ကအိမ်ကွင်းမှာလက်ရှိဖောင်ကောင်းနေပေါ့နော်နောက်ဆုံးအိမ်ကွင်းနှစ်ပွဲစတိုင်မှာသူတို့ရမှတ်၄မတီတီစုဆောင်ထားနိုင်ခဲ့တယ်ပြီးတော့ဒီအိုဒီနီကိုကျွန်တော်ပြန်ကြည့်ရင်လို့ရှိရင်တော့သူတို့ကဒီနောက်ဆုံး၃ပွဲစတိုင်ထိနိုင်ပွဲလုံးဝမရသေးဘူးဒီနှစ်ပွဲရှုံးနဲ့တပွဲတည်းကြတယ်ပေါ့နော်ပြီးတော့ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံခဲ့ရင်နောက်ဆုံး၅ချိန်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတည်ကြခဲ့တာစုစုပေါင်း၃ချိန်ရှိတယ်ပေါ့နော်ပြီးတော့ဒီအိုဒီနီကစားခဲ့တဲ့ ောက်ဆုံး၅ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် လေ၄ဘွဲက2သင်းပေါင်းအတွင်းကိုအရဆိုလို့ရှိရင်3ခုအောက်ကိုရောက်ခဲ့တယ်။ပြီးတော့ဂျီနိုဝါကစားခဲ့တဲ့နောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်၄ဘွဲက2သင်းပေါင်းအတွင်းကို3ခုအောက်ကိုရောက်ခဲ့တယ်ခေါ်တော့ပြီးတော့ဂျီနိုဝါကဒီသူရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့နောက်ဆုံး၅ဘွဲကိုကျွန်တော်ပြန်ကြည့်ရင်တိုက်ဆက်ကအတွင်းကိုစုစုပေါင်း10ခုပဲရခဲ့တယ်။ပြီးတော့ဦးတီနီကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး၄ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း3ဘွဲက ဒီနှစ်သင်းပေါင်းအတွင်းကိုရဆိုလို့ရှိရင်၃ခုအဝကိုရောက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီ CC 1C အလုံးစုံ1 1လောက်နဲ့ပွဲပြီးသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီနှစ်ခုအတွင်း10ပြားရမယ်ဆိုမှဆိုကျွန်တော်ဒီဒုတိယမြောက်ပွဲစဉ်မှာ9အဝကိုရွေးချယ်ပေးမှာပေါ့ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီနေ့ညတနင်္လာ9မှာကစားမယ်ဒီပြင်သစ်လီဂူဝမ်ပွဲစဉ်တစ်ပွဲပေါ့နော်ဒီ Nice နဲ့ Nantes တို့ရဲ့ပွဲစဉ်အဲ့ဒီပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့် Nice အတင်းကတကိုးသွင်း ပြားနေစေရှုံးမယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း60ရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီ nice thing ကသူတို့ကစားရတဲ့နောက်ဆုံး၃ပွဲစရိုက်ကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲလုံးသူလောဝနိုင်ဝင်မရသေးဘူးဒါမဲ့လို့နောက်ဆုံး၂ပွဲစရိုက်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ dice set ကဂိုးပေါင်းရှာတွေ့ထားတယ်ပေါ့နော်ဒီ nice ကပြောလို့ရှိရင်လက်ရှိဒီပြင်းသီး league 1ရဲ့အိမ်ကွင်းနောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၁၀ပွဲကသူတို့ရဲ့ dice set က twin goal အနည်းဆုံး၂ goal ဒါမှမဟုတ် နောက်ကိုထပ်ပို့ပြီးတော့ရအောင်သူတို့တွင်းထားရပါတော့။တစ်ဖက်က Nestjet အတင်းကတော့အဝေးကွင်းမှာဆိုလို့ရှိရင်နောက်ဆုံး၃ဝေးသတိုက်ရှုံးနေ။ပေကိုစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်လည်း၁၂ဂိုးအထိခွင့်ပြုပေးထားရပါတော့။ဒါမှမဟုတ်ဒီမှတ်တမ်းတွေရဆိုလို့ရှိရင်တော့ဒီ Nestjet အတင်းကဒီ Nice နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၆ကြိမ်မှာဆိုလို့ရှိရင်သူလုံးဝမရှုံးသေးဘူး။ပြီးတော့ Nice ကကျတော့ဒီရာဒီမှာသူတို့အိမ်ကွင်းမှာကစားခဲ့တဲ့ဒီလီဂိုဝမ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ကိုမသွင်းနိုင်ခဲ့တဲ့ပွဲစဉ်စုစုပေါင်းအတပွဲပဲရှိရပါတော့။အဲ့တော့ပြီးတော့ဒီတစ်ဖက်က နန်တက်အတင်းကိုကျွန်တော်ပြင်ကြည့်လို့ရှင်ဒီဟာဒီမှာဒီပြင်သစ်လေကိုဝမ်းမှာဆိုလို့ရှင်အဝေးကွဲမှာပေးကိုအများဆုံးအတင်းကလက်ရှိမှာစိတ် EDN ပေါ့နော်စိတ် EDN အတင်းပြီးွားရလို့ရှင်တော့ဒါဒုတိယမြောက်ဒီအဝေးကွင်းမှာပေးကိုအများဆုံးအတင်းက nice step ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကွဲမှာဒီ nice အတင်းကိုသဘောကျတယ်အိမ်ကွင်းအသက်ကျယ်လည်းရှိတယ်တစ်ဖက်ကဒီ nan တက်အတင်းကလည်းအဝေးကွင်းမှာဆိုလို့ရှိရင်ဒါသူတို့ရဲ့ခံစည်းကပေးကိုတွေမြန်မြန်ဆက်စားခွင့်ပြုပေးနေရတယ်ဆိုတော့ဒီကွဲမှာကျွန်တော်ဒီ nice အတင်းကိုရွေးချယ်ပေးပါဘောနော်တကိုးသွင်းပြားနဲ့ဆယ်ရှုံးမယ်ဆိုပွင့်လို့ဒီဘက်မှာ nice ဒီ1 c 2 c လောက်တော့အနိုင်ရသွားလိမ့်မယ်လို့ထင်တယ်ဘောနော်ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်ကတော့ဒီနေ့ညတနင်္လာနေ့ဘက်မှာကစားမယ်ဒီ Spain La Liga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Belicano နဲ့ Espanyol ဘောနော်အဲ့ပွဲစဉ်ရဲ့ကြေးကိုကျွန်တော်ပြန်ကြည့်ရင် Belicano ကတကိုးသွင်းပြား80ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်း55ပြားရှုံးမယ်ဘောနော်အဲ့တော့ဒီ Belicano ကစားခဲ့တဲ့နောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲက ဘိုဒင်းတူစကိုဖြစ်ခဲ့တယ်ပြီးတော့ဒီဘလက်ကန်တို့နောက်ဆုံးကစားရဲ့အင်ကွင်း၉ဘွဲမှာဆိုလို့ရှိရင်လည်း၇ဘွဲကဒီဘိုဒင်းတူစကိုဖြစ်ထားရယ်ပေါ့နော်အစပန်ညိုရဲ့နောက်ဆုံး၆ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း၅ဘွဲကဒီဘိုဒင်းတူစကိုရဆိုလို့ရှိရင် yes ဖြစ်ခဲ့တယ်ပြီးတော့ဒီအစပန်ညိုကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး၄ဘွဲမှာဆိုလို့ရှိရင်လည်း၃ဘွဲကဒီဘိုဒင်းတူစကိုရ yes ဖြစ်ထားရယ်ပေါ့နော်ပြီးတော့ဒီပြောရလို့ရှိရင်ဒီဘလက်ကန်တို့နဲ့အစပန်ညိုပေါ့နော်ဒီနှစ်သင်းရဲ့ခြေထည့်တွေ့ဆုံရဲ့နောက်ဆုံး၈ဂျိန်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၅ဂျိန်က ဒီအပြန်လည်တွင်းကိုလေးရှိခဲ့တယ်ဘူလင်တူစကူရာဆိုလို့ရှိရင် yes ဖြစ်ထားတယ်ပေါ့နော်ပြီးတော့ espanyol ကဒါသူတို့ရဲ့ဒီယာဒီအဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တပွဲပြင်းပြတွင်းကိုစုစုပေါင်းက1 point 85တိရှိတယ်ပေါ့နော်ပြောရလို့ရှိရင်ဒါကဒီတပွဲပြင်းပြသူရဲ့တိုက်စစ်က2ဂိုးလောက်ထိရှာတတ်တာကိုတွေ့ရတယ်ပြီးတော့ဒီဗလီကာနိုရဲ့ဒီယာဒီသူတို့ကစားခဲ့တဲ့ ပွဲစဉ်တွေအားလုံးကိုကျွန်တော်ခြုံပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှင်89ရှာခိုင်နှုန်းတတိယဒီဘိုနီတူစကိုရာဆိုလို့ရှင် yes ဖြစ်ခဲ့တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်းပြန်လည်တွင်းကိုရှိလိမ့်မယ်လို့ထင်တယ်ဒီ2ကိုးတွင်း55ပြားပဲရှုံးမယ်ဆိုပေမဲ့လို့ဒီပွဲမှာနှစ်သင်းပေါင်းဒီ2ကိုးလောက်နေစားကြည့်ရလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးမယ်ဗော